Thank you. င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးမှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားရမှာပါရှင်စကိုင်းတိုင်းရွှေဘိုမြို့နယ်မှာစစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးကိုရင်သုံးပါပြန်လွန်တော်မူပြီးရှစ်ပါထိခိုက်ဒဏ်ရာရရှိတာကို PDF ကပစ်တာလို့စစ်ကောင်စီပြန်ကြားရေးဌာနကအောက်တိုဘာလ3ရက်နေ့မှာလိမ်လည်ပြီးသတင်းထုတ်ပြန်ပါတယ်။ ။အော်တိုဘာလ2ရက်နေ့မနက်ပိုင်းမှာရွှေဘိုမြို့ပြင်ကတာကနန်းကြီးရွာမှာစစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားထိတွေ့မှုတွေဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲပြီးတဲ့နောက်မှာတော့ရွှေဘိုမြို့အမှတ်၈လေးကျင့်ရေးတပ်နဲ့ဗိုလ်ဒဲကုန်းရွာနာမှာရှိတဲ့စစ်တပ်အထိုင်စခန်းတွေကလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့မြို့ခံတွေကပြောပါရယ်။အဲ့ဒီလိုစစ်တပ်ဖက်ကျစ်ကိုပေးတဲ့လက်နက်ကြီးကမြို့အဆက်ကအောင်မြေဖုံးတော်ကြီးကျောင်းဝန်းချမ်းမြေကျောင်းလိုက်အတွင်းကိုကြားရောက်ပောက်ခွဲခဲ့တာပဲဖြစ်ပါတယ်။ လက်နဲ့ကြီးကြားရောက်ပောက်ခဲ့တဲ့အတွက်အောင်မြေဖုံးတော်ကြီးចောင်းကစာတင်စာချလုပ်နေတဲ့တတ်တော်12နှစ်နဲ့73နှစ်အရွယ်တာမဏေကိုရင်၃မပြန်လုံတော်မူခဲ့ပြီးကိုရင်၈ပါဘုံစားထိမဲ့ထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါဗျ။စစ်တပ်ကပြစ်တဲ့လက်နက်ကြီးကြီးဖုံးတော်ကြီးចောင်းထဲကြားရောက်ပြီးပောက်ကွဲတာကိုရွှေဘူတမျိုးလုံးသိတယ်လို့မြို့ခံတယောက်ကဒီဝိဝေကိုပြောပါဗျ။အာနာသိန်းစစ်တပ်ဟာဒေါ်လန်ရေးတက်တီထိန်းချုပ်ထားတဲ့နေမီတွေက ဇေဒီပထိုးနဲ့ဘာသာပေါင်းစုံရဲ့ဘာသာရေးအဆောက်အဦတွေပါမချမ်းဘုံကျဲတာလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကိုလှုပ်လေးရှိပါတယ်ရှင်ရုရှားနဲ့ကာဇက်စတန်နိုင်ငံတို့ကိုတွားရောက်ခဲ့တဲ့ခီးစဉ်ကအပြင်လေးမော်မာပြောခဲ့တဲ့အာနာသိန်းစစ်ကောင်းဆောင်ရဲ့ပြောဆိုချက်တရားလက်တွေ့အခြေအနေနဲ့ကင်းကွာနေတဲ့အကြောင်းကိုလေးလာသူတွေကဝေဖန်ထားပါတယ်။စိုးသူအောင်သတင်းပေးပို့ထားတာပါရှင်။ အရေးကော်မရှင်ဥက္ကဋ္ဌအားရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမြန်မာအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးပတ်တည်းရုရှားနဲ့ကာဇက်စတန်နိုင်ငံတွေစီတွားရောက်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်အပြတ်မှာတော့လေရင်ပေါ်မှာတင်းသူ့ရဲ့ခီးစဉ်ဘလောက်ထိအောင်မြင်ခဲ့တဲ့အကြောင်းစစ်တပ်ဩဇာခံမီဒီယာတချို့ကနေတဆင့်ဝါရားဖြန့်ပြောဆိုခဲ့ပါတယ်အဓိကတော့သူတို့နိုင်ငံရေးရဘာသာရေးရတိုင်းရင်းသားရေးရတချို့ပြောဆိုကြတာလေးတွေပေါ့လေပြောဆိုကြတာလေးတွေကကျွန်တော်တို့ ဒီတဲ့ပို့ပြီးတော့အမြင်ချက်ချင်းနဲ့ပြောဆိုလုပ်ကံမှုစဉ်ပို့ကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်။တစ်ဖက်ကတည်းကကျွန်တော်တို့တွေကြိုးစားအထုမှုလည်းလိုတယ်။ကြိုးစားအထုမှုနှစ်ပိုင်းပေါ်တော့တစ်ခုကတော့ဘာလဲဆိုရင်ပညာသင်ကြားရေးပိုင်းကိုတော့ကျွန်တော်တို့သွားတယ်။ဒါတော့ငင်းပယ်လို့မရဘူး။တကယ်တည်းတန်းပြီမှာဖြစ်ဖြစ်နေတဲ့အခြေအနေရဆိုရင်ပညာရေးအားနည်းချက်ရှိနေတယ်ပြောလို့ရပါမယ်။ စစ်တပ်ဩဇာခံမီဒီယာတွေကနိုင်ငံတော်တိဆောက်ရေးလုပ်ငန်းစဉ်တွေမှာပြည်သူတွေအနေနဲ့ဘလို့ပူပေါင်းပါဝင်သင့်တယ်လဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့စစ်ကောင်းဆောင်ကအခုလိုထည့်ပြောခဲ့တာပါစစ်ကောင်းဆောင်ဟာပညာရေးအားနည်းချက်တွေရှိလို့ပြင်ဆင်ဖို့ပြောပေမဲ့လက်တွေ့မှာတော့သူဦးစီးတဲ့စစ်တပ်ကအာဏာသိမ်းစကနေ2025ခုနှစ်ဩဂတ်လအထိလေကြောင်းတိုက်ခိုက်မှု3402ခုပြစ်လုခဲ့ပြီးအဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း286ကြောင်းပျက်စီးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့စိန်အင်းနေရသိရပါတယ်။တရားလွတ်တော်ရှင်းနေဦးကျင်းမြင့်ကတော့စစ်ကောင်းဆောင်ရဲ့အဲ့ဒီအပြောဟာသူ့ရဲ့လုံရက်နဲ့မအပ်ဆက်ဘူးလို့ဝေဖန်ပါတယ်။သူလက်တွေ့တကယ်လုပ်နေတာနဲ့သူဖြေတာဒီနေ့ကမအပ်ဆက်ဘူးလေမအပ်ဆက်ဘူးအဲ့တော့ဘာပဲပြောပြောဟိုခရီးမတီးတဲ့လူလူသတ်သမားနော်သူကနိုင်ငံတော်ပြစ်မှုကြီးကိုကျူးလွန်တာပေါ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်တာလေပေါ့နော်။အဲလူမျိုးတွေတက်ကနေ ICC အလို့ရှိနေတဲ့ အဲ့လိုလူမျိုးတယောက်ကိုဒီလိုမေးခွန်းဖြေလောက်မတန်ပါဘူး။စစ်ကောင်ဆောင်ရဲ့ဝါရဖြန့်ပြောဆိုချက်တွေဟာလက်ရှိနိုင်ငံတွင်းကြုံတွေ့နေရတဲ့အကြက်အတဲတွေရဲ့အဖြစ်မှန်နဲ့ကင်းလွတ်နေပြီးပြဿနာရဲ့အရင်းအမြစ်ကိုမျက်ကွယ်ပြုရာရောက်ကြောင်းလိလာသူတွေကလည်းပြောပါရယ်။ပညာရေးနဲ့ပတ်သက်လို့အားနိုင်ချက်တွေရှိနေတယ်လို့စစ်ကောင်ဆောင်ကဝန်ခံပေမဲ့ခေအဆက်ဆက်ကနေအခုချိန်ထိစစ်အုပ်စုကပဲစနစ်တကျဖျက်ဆီးခဲ့တာလို့စီရီယန်ဆရာတယောက်ကထောက်ပြပါရယ်။ဘလို့ကတော့ပညာရေးနဲ့ပတ်သက် ဒီအုပ်စုကတော့အများရန်သူတို့မဆိုင်ရပါမတော်ခမန်းတော့ပြောပြကြတာပဲတကယ်တမ်းကျတော့ကျွန်တော်တို့သူတို့ရဲ့ဒီဟိုဒီဝါရဖြန့်ချီရေးတွေဒါတွေဟိုလူမျိုးကြီးဝါရတွေဒါတွေအကုန်လုံးကပညာရေးထဲမှာသူတို့ထည့်ပြီးတော့ဟိုလောက်ခဲ့ကြတာပဲအခုပညာရေးဆိုတာသူကလို့ဘယ်လိုကြီးလောက်လိုက်မယ်ဘယ်ဝါကြီးလောက်လိုက်မယ်ဆိုပြီးသင်ပန်းမယ်ကြောက်ဖက်မယ်တာရှောက်ပြောတာပေါ့နော်အဲကျွန်တော်တို့နိုင်ငံရဲ့ပညာရေးကိုစနစ်တကျပါတော့ဖြည့်ဆည်းခဲ့တာကတော့ဒီစေအုပ်စုပဲလို့ကျွန်တော်တို့ကတော့ဟိုမှတ်ယူပါကြဟုတ် တဖက်မှာလည်းဆင်းရနာသိမ့်ပြီးနောက်ပိုင်းပညာရေးအဆင့်မြင့်တင်ရမယ်အစားစာသင်ကျောင်းတွေအထိမွေးရည်စေဝါတွေဝင်ရောက်နေပြီးစီရီယန်ဆရာဆရာမတွေကိုဖမ်းဆီးတာကျောင်းတွေကိုဘုံကျဲတာနဲ့လူအခွင့်ရေးကိစ္စတွေကိုမတင်ကြားရဘူးလို့ပြိပင်တာတွေအထိရှိနေပါတယ်စစ်ကောင်းဆောင်ဟာအခုခီးစဉ်နဲ့ပတ်သက်လို့ဝါရားဖြတ်မှုတွေကိုစစ်တပ်ဝက်ဆိုက်မှာထပ်ပြီးဖော်ပြထားတာတွေ့ရပြီးတော့ MOU လမ်းမှာရေးထိုးနိုင်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကိုလည်းအသေးစိတ်ထုတ်ပြန်ခဲ့တာမရှိပါဘူးကျွန်တော်စိုးသူအောင်ပါ ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAAA ကိုရခိုင်ပြည်ထက်တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်အသိမှတ်ပြုပေးဖို့ရခိုင်ရက်ဖက်အဖွဲ့အစည်း202ဖွဲ့ကကုလသမဂ္ဂ UN နဲ့အဖွဲ့ဝင်နိုင်ငံများဆိုင်ရာတာမတ်ကြီးတွေကိုအိတ်ဖွင့်စာပေးပို့ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့မှာ Oregon American Community AAC American ရခိုင်လူမှုအဖွဲ့အစည်းက ULAAA ဟာ ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့လူသားချင်းစာနာမှုအခြေအနေတွေကိုဖြေရှင်းပေးဖို့နဲ့ဒေသတွင်းတည်ငြိမ်အေဂျင်ရေးအတွက်မရှိမဖြစ်တဲ့အဖွဲ့အစည်းအဖြစ်နဲ့အသိမှတ်ပြုနိုင်ဖို့အခုလိုတောင်းဆိုလိုက်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါရယ်။ ဒါပြင်ရခိုင်ပြည်ရဲ့နယ်မြေ63ရာခိုင်နှုန်းကျော်ကို AA ကထိန်းချုပ်ထားနိုင်ပြီးဒေတာရင်းတည်ငြိမ်အေဂျင်ရဲ့အတွက်မရှိမဖြစ်တဲ့အဖွဲ့အစည်းဖြစ်လာတဲ့အတွက် ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်နဲ့အတိမတ်ပြုကလူသားချင်းစာနာထောက်ထားမှုနဲ့တည်ငြိမ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ဝတီမြို့တောင်ဘက်မင်းလက်ပံကျေးရွာစေဘေးကန်းကိုစစ်ကောင်မရှင်တက်ကအော်တိုဘားလ2ရက်နေ့ည7:00နာရီခွဲလောက်ကကာမီကာဇဲဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေဆီကနေသိရပါဗျ။စစ်ကောင်မရှင်တက်ကကာမီကာဇဲဒရုန်း3စင်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာစေဘေးကန်းထိခိုက်ပျက်စီးခဲ့တာပါ။စစ်ဘေးရှောင်စခန်းတွေကိုတွားရောက်ကူညီပေးနေသူတွေကိုလူထိခိုက်မှုတော့မရှိပေမဲ့ စေကန်ကတော့ရစရာမရှိအောင်ပျက်စီးသွားတယ်လို့ပြောပါရယ်အော်တိုဘာလထဲမှာစစ်တပ်ကစာတင်ကြောင်းစေပေကန်နဲ့ဖုံးတော်ကြီးအကြောင်းတွေကိုကာမီကာဇေဒရုန်းနဲ့ပြစ်မှတ်ထားတိုက်ခတ်တာလေကြောင်းကနေဘုံကျဲတာလက်နက်ကြီးရန်တန့်ပြစ်ခတ်တာတွေများလာတယ်လို့သူကပြောပါရယ် ရဝတီမြို့တောင်ဘက်ဝေါ်လီလမ်းပိုင်းမှာဆုံးရှုံးထားတဲ့တက်စကန်တွေကိုပြန်လည်ရယူဖို့အတွက် drone လက်နက်ကြီးပစ်ကူရယူပြီးစစ်ကောင်မရှင်ကစစ်ကြောင်း၅ကြောင်နဲ့ထိုးဖောက်ဝင်ရောက်နေတာတွေကြောင့် KNL ပူးပေါင်းတပ်တွေနဲ့၄ကီကောမြို့သစ်အနီးနားမှာတိုက်ပွဲတွေဖြစ်ပွားနေပါရှင်။ ထိုင်းနိုင်ငံမှာအထောက်ထားမဲ့ရွှေပြောင်းအလုံသမားတွေအတွက်ပန်းရောင်ကပ်အစ်စ်ကိုအော်တိုဘာလ10ရက်နေ့ကနေစတင်ပြီးတော့လှုပ်ဆောင်ပေးသွားမယ်လို့ထိုင်းဆိုရအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွဲတိသတင်းပေးပို့ထားတာပါရှင်။ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာ၊ကမ္ဘောဒီးယား၊လာအိုဗီယက်နမ်လေးနိုင်ငံကအထောက်ထားမဲ့ရွှေပြောင်းလုပ်သားတွေအတွက်ပန်းရောင်ကပ်ဘတ်အစ်စ်တင်မိုကိစ္စကိုအော်တိုဘာလ10ရက်ကစပြီးလှုပ်ဆောင်ပေးသွားမယ်လို့ထိုင်းအစိုးရအဖွဲ့ကစက်တင်ဘာလအတွင်းအတည်ပြုထုတ်ပြန်ပါတယ်။ ထထားမဲ့လူသားတွေအနေနဲ့အော်တိုဘာလ10ရက်မှာအွန်လိုင်းစနစ်ကနေမှတ်ပုံတင်ဆေးပေးသွင်းတာပြီးတဲ့နောက်အလုတ်ရှင်သို့မဟုတ်အငားကုမ္ပဏီတွေကတဆင့်အလုတ်သမားတွေရဲ့အချက်လက်နဲ့ဝက်ပါမေလျှောက်ထားတာတွေကိုလှုပ်ဆောင်အောင်ဖြစ်ပါတယ်။ဗရိုက်တဲ့လုပ်ငန်းစဉ်ကိုအော်တိုဘာလကနေဒီဇင်ဘာလအထိ အစဉ်စဉ်လှုပ်ဆောင်အောင်ဖြစ်ပြီးနောက်ဆုံးအဆင့်ပန်းရောက်ကရိုက်ပြီးသည့်အထိလုပ်ငန်းစဉ်ကိုတော့2026ဇန်နဝါရီလအထိလှုပ်ဆောင်အောင်မယ်လို့ထိုင်းအစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ရသိရပါတယ်။ ဒီဘတ်ရိုက်တဲ့လုပ်ငန်းစဉ်ဆိုတာတရက်ခင်းနဲ့ပြီးသွားတဲ့အရာလည်းမဟုတ်ဘူးเนาะဒီကျွန်တော်တို့ဘတ်စပြီးနာမည်စာရင်းသွင်းတာနေစပြီးတော့ဟိုအဆုံးဟိုစာအုပ်ထဲကိုဗီဇာထည့်တာတော့ဒီကျွန်တော်တို့ကစာအုပ်ရှိတော့စာအုပ်ထဲကိုဗီဇာထည့်တဲ့အဆင့်ရှိတယ်တချို့စာအုပ်မရှိတဲ့လူကြီးကတော့သူတို့ CI ဆိုပြီးတော့သတ်မှတ်ထားတဲ့အဲ့စာအုပ်ကို သူတို့ထပ်လောက်ရတဲ့အဆင့်ပေါ့เนาะအဲ့တော့အဆင့်တွေအများကြီးဖြစ်တဲ့အတွက်ကိုတော့တော်တော်လေး အလုတ်လဲရှုပ်တယ်တနေ့လဲစိတ်ရှုပ်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုဘက်ရိုက်တဲ့စင်တာတစ်ခုတစ်ခုရောက်ပြီးဆိုလို့ရှိရင်လူပေါင်းဒီမြန်မာတွေရောတိုင်းရင်းသားတွေရောအများကြီးပဲတွေ့ရတာတော့ဟိုနည်းနည်းအဲ့လိုပေါ့နော်လူအင်အားတွေအများတာတော့အချိန်ကြီးကြန့်ကြာလိုက်ရှိတာပေါ့နော်ဒါပေမဲ့အခုခုအနေထားကတော့ဟိုအလုတ်ကတစ်ဖက်နဲ့ဒီဘက်အဲ့ဘက်ကိစ္စခေါ်ပြီးဆိုလို့ရှိရင်သွေးစစ်တာတစ်ချိန်ဟိုဗီဇာထုတ်တာတစ်ချိန်လက်ပွေနှိပ်တာတစ်ချိန်ပန်းရောက်ကထွက်တာတစ်ချိန်ဆိုပြီးအကြိမ်ကြိမ်နေသွားနေရတာပေါ့နော် အလို့သမားတွေဟာအော်တိုဘာလကနေဒီဇင်ဘာလအတွင်းသွေးစစ်တာကျမရဲ့အမခံဝယ်တာနဲ့ထိုင်းလဝကရုံမှာမိမိတို့ရဲ့ဇီဝဆိုင်ရာအချက်လက်စစ်ဆေးအတီဖြူတာတွေကိုလောက်ဆောင်အောင်ပါပြီးတဲ့နောက်လက်ပွေနဲ့စစ်ဆေးတာဗီဇာတုံးထူတာစတဲ့လုပ်ငန်းစဉ်အစဉ်စဉ်ကိုတော့2026ဇန်နဝါရီလ22ရက်နေ့ထိလောက်ကရမှာဖြစ်ပါတယ်။ပန်းရောင်ကရိုက်တဲ့အခါပွဲစားတွေကတဆင်လောက်ကင်ကြရပြီးဈေးနှုန်းကဘတ်ခွန်2000ဝန်းကျင်ကနေ6000လောက်အထိကုန်ကြတယ်လို့အလို့သမားတွေကပြောပါတယ်။ အလို့သမားတွေအနေနဲ့ပွဲစားတွေကိုကြိုတင်ငွေပေးတဲ့အခါသတိထားကြဖို့နဲ့မှန်မှန်ကန်ကန်လောက်ကိုင်းတဲ့အကျိုးဆောင်ကုမ္ပဏီတွေကိုသာရွေးချယ်ကြဖို့အလို့သမားရေးလှုပ်ရှားသူတွေကအကြံပေးပါတယ်ဒီကိစ္စဖွင့်ဒေတာမှာဒိုင်းမောင်းနေပြီးတော့ကိုယ့်ရဲ့ကြိုတင်ပေးငွေတွေလိမ်သွားမဲ့ပွဲစားတွေပြီးတော့ဆန်းဆန်းလောက်တာကိုအသေးစားလုံးမပေးတဲ့ပွဲစားမျိုးတွေပြီးတော့ဈေးကြီးတဲ့ပွဲစားတွေကိုရှောင်းအောင်မှာဖြစ်တယ်စင်းတော့မှန်ကန်ခြုံတာတဲ့လူတွေကိုကုမ္ပဏီတွေကိုကွဲမင်းတို့ဘက်ကလည်းမကြာခဏတင်ပေးနေတယ်အဲ့လိုနေရာတွေကိုပဲဝင်ရလောက်အောင်မှာဖြစ်တယ် အဲ့တော့ဒီလူသစ်ဘတ်လုပ်တဲ့ခါမှာလေဒီလူစိတ်ချရတဲ့ကုမ္ပဏီတွေနဲ့ရှောက်ကြဖို့အလိမ်မခံရအောင်ကိုယ့်ကိုဒေတာပြင်ဆင်ကြဖို့အချိန်ချင်းမထိအောင်ခဏခဏလည်းထိခဲ့ကြတယ်အဲ့တော့ဒီတစ်ခေါက်မှာလည်းအဲ့လိုပဲစိတ်ချယုံကြည်ရတဲ့ကုမ္ပဏီတွေလည်းအများကြီးရှိပါအဲ့လိုကုမ္ပဏီတွေနဲ့ပဲချိတ်ဆက်လုပ်ပါလို့ဝယ်မင်းနေတိုက်တွန်းပြောပြောခြင်းလည်းဗျထာနာငံမှာနာနာငံသဘောတူစာချုပ် MOU စနစ်နဲ့လောက်ကင်နေတဲ့ရွှေပြောင်းလုပ်သားတွေစနစ်ခံကတ်နေဆက်ဖြတ်ကျော်ကတ်ပန်းရောင်ကတ်စတဲ့အထောက်အထားပုံစံအမျိုးမျိုးနဲ့အလုပ်လုပ်ကင်နေကြတဲ့မြန်မာကမ္ဘောဒီးယားလာအို စတဲ့ရွှေပြောင်းလုပ်သားတွေတန်းချီရှိပါတယ်။နိုင်ငံသားရွှေပြောင်းလုပ်သားတွေထဲမှာမြန်မာလူသမားရွတ်တွေအများဆုံးဖြစ်ပြီးလက်ရှိထိုင်းနိုင်ငံထဲကိုရွှေပြောင်းရောက်ရှိနေတဲ့မြန်မာရွတ်တွေခုနှစ်တိုင်းဝန်းကျင်ရှိနေပြီလို့ထိုင်းရပ်ဖတ်ဖွဲ့တွေရဲ့စီးနွေရသိရပါတယ်။ကျွန်တော်ဇွဲသစ်ပါ က်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။ဒီတိုင်းနိုင်ငံအင်္ဂလန်နယ်အနောက်မြောက်ပိုင်းမန်ချက်စတာမြို့ကယဟူဒီဖျားရှိခိုးကြောင့်တခုနာမှာလမ်းသွားလမ်းလာတွေကိုကားနဲ့ဝင်တိုက်ပြီးကားထုံးမှုဖြစ်ပြီးမှာတော့ရဲတပ်ဖွဲ့ဝင်တွေကတန်တရားရှိသူတွေကို ပြစ်ခတ်ခဲ့တယ်လို့အော်တိုဘာလ၂ရက်နေ့ကဒီတိုင်းရဲတပ်ဖွဲ့ကပြောထားပါဗျ။မြောက်မန်ချက်စတာခရိုင်ခရမ်ဆိုရက်ကွက်ကလူမြင်ကွင်းတစ်ခုမှာတော့ ကားတစီးမောင်းလာပြီးလမ်းပေါ်ကလူတွေကိုဝင်တိုက်ခဲ့တယ်။လူတအုပ်ကိုလည်းဓာတ်ထုတ်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတအုပ်ကပြောထားပါဗျ။ Greater Manchester ရဲတပ်ဖွဲ့ GMB က Hitonburg Hebrew အသင်းတော်ဖျားကျောင်းသားအခင်းဖြစ်ရာစီကိုရဲတပ်ဖွဲ့ဝင်တွေကိုခေါ်ထားတယ်လို့လည်းပြောပါဗျ။လနကိုင်အရာရှိတွေကပြစ်မှုကျူးလွန်သူလို့ယူဆရတဲ့အမျိုးသားတအုပ်ကိုပြစ်ခတ်ခဲ့တယ်လို့ GMB ကပြောထားပါဗျ။ဆိုရှယ်မီဒီယာပေါ်မှာမျှဝေထားတဲ့ရိုက်တာသတင်းဌာနကအတည်ပြုထားတဲ့ဗီဒီယိုတစ်ခုမှာတော့ ဂျူးရိုးရာခေါင်းဆောင်ကိုဝစ်ဆင်ထားတဲ့အမျိုးသားတအူတွေးရင်ထဲမှာလဲကြနေချိန်မှာရဲတွေကယေဟူဒီဖျားကြောင်းဝင်းထဲကလူတအူးကိုလည်းပြစ်ခတ်နေတာတွေ့ရတယ်လို့ဖော်ပြထားပါတယ်ရှင်။ ဖိလကိုင်နိုင်ငံအလဲပိုင်းစီဘူးပြည်နယ်မှာအင်္ဂါနေ့ညပိုင်းကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်အ ਨੇ ဆုံးလူ82ယောက်သေဆုံးပြီး200ကျော်ဒဏ်ရာရရှိတယ်လို့ဖိလပိုင် ပြည်သူ့ကာကွယ်ရေးရုံး OCD ကပြောကြားထားပါတယ်။ကေဇေးရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေချိန်မှာငလျင်တန်အစိုးရဆုံးကြုံတွေ့ရတဲ့ဘိုကိုမြို့ကအသက်ရှင်ကျန်ရစ်တဲ့သူတွေကနေရာအနှံ့ပြားမှာဓာတ်အားပြတ်တောက်မှုတွေနေအိမ်တွေပျက်စီးမှုတွေနဲ့ဈေးဘက်အဆောက်အဦတွေလည်းမနိုင်မနှင်းဖြစ်တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရပါတယ်။ နောက်ဆက်တွဲငလင်တွေလည်းဇက်တိုက်လှုပ်နေရကြအောင်အာနာပိုင်တွေကယာနဲ့ချီတဲ့ငလင်ဒုက္ခတွေတွေအတွက်မိုဘိုင်းမိဖို့အကြောင်းတွေကိုလည်းစီစဉ်ပေးထားပြီးညအချိန်နီးလာတာနဲ့မျှယာယီလျှက်စစ်တာပေးနိုင်မှုကိုအချိန်လုပြီးတော့လှုပ်ဆောင်ပေးနေရလို့သိရပါတယ်။အစောပိုင်းမှာတော့အရေးပေါ်အကူအညီတွေတင်ဆောင်လာတဲ့စစ်သုံးရင်တွေဟာစီဘူးရဲ့ငလင်ဒဏ်သင့်ဒေသတွေစီကိုရောက်ရှိလာပြီးလိုအပ်တဲ့အထောက်ပံ့တွေကိုလည်းပေးရနိုင်ခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့အားကစားသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။ Crystal Palace တင်ဟာ Euro Conference League မှာ Ukraine Club Dynamo Kiev ကို2-0ပြတ်နေအနိုင်ရရှိပြီးတဲ့နောက်သူတို့ရဲ့သမိုင်းတလျှောက်မှာရှုံးပွဲနဲ့မရှိမှတ်တမ်း အခြေအကြုံဖြစ်နေဆန့်ကျင်တင်နိုင်ခဲ့ပါတယ်။ FA ဖလားချန်ပီယံတင်ရအခုနှစ်ဧပြီလ18ရက်နေ့ကညူကာဆစ်ကို9ဂိုးဂိုးမရှိနဲ့ရှုံးနိုင်ပြီးတဲ့နောက်ပြိုင်ပွဲဆုံးမှာ19ပွဲဇက်တိုက်ရှုံးပွဲမရှိဘဲဖျက်ဆီးလာတာပါ။အဲ့ဒီ19ပွဲမှာလီဗာပူး၊မန်စီးတီး၊အာဆင်နယ်နဲ့ချယ်ဆီအသင်းတွေနဲ့ပွဲစဉ်တွေလည်းပါဝင်ပါတယ်။စကူဝဲဇက်တိုက်ရှုံးဝဲမရှိခဲ့တာကအသင်းတီထောင်ခဲ့တဲ့1905ခုနှစ်ကနေစတင်ပြီးနှစ်ပေါင်း120အတွင်းမှာပထမဆုံးအကြိမ်ဖြစ်လာခဲ့ပါတယ်။ အသင်းမှာရှိတဲ့ကစားသမားတွေကအောင်မြင်မှုကိုလိုလာပြီးတော့ရီမန်းချက်လည်းကြီးမားတာကြောင့်သူတို့အာယုံစူးဆိုင်မှုအားကောင်းဆက်လက်ထိန်းသိမ်းရတာလွယ်ကူကြောင်းကိုနီးပြကလန်နာကပြောသွားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နေ့လည်2နာရီသတင်းတွေကိုဓာတ်ရိုက်ကြည့်ရှုခဲ့ရတာပါ။ညနေ4နာရီအချိန်မှာထပ်မံရရှိထားတဲ့သတင်းတွေကိုလည်းဖြည့်ဆွတ်တင်ဆက်ပေးသွားပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ဝန်ဒီပါ။